အပူကကိုယ်တည်းတငယ်ချင်းထပ်ပွဲညီမအမလို့တယောက်လို့ပါပဲဟုတ်အအဓိကကတော့အားလုံးကဟိုစိတ်တူကိုယ်တူဖြစ်မှလဲကိုယ့်ရဲ့ဘေးမှာကြံခဲ့ရအောင်အဲ့တော့အခုရှိနေတဲ့လူတွေအားလုံးကလည်းစိတ်တူကိုယ်တူဖြစ်နေလို့လည်းပေါင်းလို့ရရပါဟုတ်ဟုတ်ကိုကတော့ပုံမှန်ပဲမဖူကတော့နည်းနည်းထူးဆန်းတယ်အရန်ကိုကောင်းတဲ့ friendship ဖြန်ကြီးမှတန်ရောစင်လေးပေါ့နော် ခုနဲ့ကလေအရန်အဲ့လိုဘယ်လိုပြောရမလဲစိတ် ဟိုအရင်ရင်းပြင်းအဲ့လိုလွင်ပြင်းကြီးတစ်ခုတည်းရပါလို့သူနဲ့ကြာရင်ဘာမှအသားစီးမရှိဘူးပိတ်ထားရမရှိဘူးအဲကျွန်ဒီပြောချင်တဲ့ဟာကျွန်ဒီစိတ်ထဲမှာဖြစ်နေတဲ့ဟာတွေအကုန်ပြောလို့ရရဲ့အဲ့ဒီပုံမှာလည်းသူ့အနေနဲ့ judgement မလာဘူးဘာမှ judge မလုပ်ဘူးအကြံပေးစရာရှိရင်အကောင်းဆုံးကြံပေးရဲတခါလေအကြံပေးရပဲနဲ့နားဘက်ထောင်ရမယ့်ကိစ္စမျိုးဆိုလည်းသူနားလဲနားဘက်ထောင်ပေးရဲအကြံကြီးအဆင်ပြေလို့လို့သူကြံပေးရတဲ့အတိုင်းမလုပ်ရင်စိတ်ကောက်တာမျိုးတွေလည်းမရှိဘူးဒါကတော့သူဒီလိုထင်နေပေါ့အကြံကြီးတို့အဲ့လိုပဲပုံပုံလေးလေးပဲကြံကြီးလည်းသူဒီလိုမျိုးဖြစ်တဲ့အကြောင်းကြံကြီးနေနေအငယ် တယောက်နေနဲ့ဒါကလေသူဘက်ကရင်လာဖွင့်ရတာကိုဘက်ကတန်နိုင်ဆုံးစီးတစ်ခုနဲ့နှာထောင်ပေးတယ်အဲကြံပေးဆရာရှိရင်လည်းအဲဘောင်းတစ်ခုနဲ့အကြံပေးတယ်ဒီလိုမျိုးပဲတွားကြရဲရန်ကိုကောင်းတဲ့ friendship ထက်ညီမတန်ရောစင်လေးပေါ့နော် Yeah. အမဖူမလဲတဲ့ဟဲလို့အမဖူအသက်30မှာတိရလားလို့နန်းရင်အတန်ထွက်တယ်ဆိုတာမေးလိုက်ပါသေးရဲ့ဟုတ်တယ်သူလည်းအသက်30မှာတိရ ။ဟုတ်ပါ तू तू ဒီတိုင်းဖြစ်လိုက်တာထင်ပါရဲ့။ဘယ်လိုမျိုးရည်ရွယ်ချက်မရှိဘဲနဲ့လေ။ဟုတ်။အလုံးခုကတော့ညီမကြီးလိုလည်းဖြစ်နေရောကိစ္စဝဝပေါ့အလုပ်ကိစ္စရောမိသားစုရေးရောဆဆအရာရာအတိုင်းပင်ဖြစ်ပါတယ်။ဇနီးကစိုက်ကယ်ကျင်းတယ်။ဇနီးအရင်ကြီးဟိုလိုမျိုးပေါင်းတင်များရတယ်မှာမပါဘူး။အဲ့တော့ဇနီးခုရှိနေတဲ့ဇနီးအပြင်ဘက်ကငငယ်ဝတငယ်ချင်းတွေရောခုရရှိနေတဲ့တငယ်ချင်းတွေရောတက္ကရုံဝတငယ်ချင်းတွေရောအလုံးနဲ့တကယ်ကိုဆက်သွယ်မပြတ်ဖဲနဲ့ရှိနေတဲ့ရာဇနီးတို့ကံကောင်းရလို့ဇနီးထင်ပါတယ်ဟုတ် အဓိကကတော့အားလုံးကဟိုစိတ်တူကိုယ်တူဖြစ်မှလဲအာဒီကိုယ့်ရဲ့ဘေးမှာကြံခဲ့ရအောင်အဲ့တော့အခုရှိနေတဲ့လူတွေအားလုံးကလည်းစိတ်တူကိုယ်တူဖြစ်နေလို့လည်းပေါင်းလို့ရပါပါဟုတ်ဟုတ်အာတငယ်ချင်းဆိုတာကတော့ဟိုအသားစီးမရှိဘာမှအာသူ့လိုမျိုးပေါ့ဟိုအကန့်မရှိပဲနဲ့ စိတ်လွတ်လပ်လွတ်ကိုကိုကကို့မှာလည်းကောင်းတဲ့ site ရှိလို့မကောင်းတဲ့ site ရှိတယ်ဒါတွေအားလုံးကိုလက်ခံပြီးတော့ပေါင်းတင်ပေးတဲ့အဲဒူကိုကျွန်ညီကတော့တငယ်ချင်းတို့တတ်မှတ်တယ်ပေါ့နော် ဟုတ်ဟုတ်အခုကကို့အတွက်တငယ်ချင်းထပ်ပွဲညီမအမလို့တယောက်လို့ပါပဲဟုတ်တကယ်ကောင်းတဲ့ဆုံတွေ့မှုလို့ပဲပြောချင်ပါတယ်ဟုတ်ကော်ဖီကြိုက်တာရောကော်ဖီရတဲ့ဂျန်နီမကြိုက်ဘူး။မဘူကကော်ဖီကိုအဲ့ espresso အစိမ်းနဲ့တောက်တယ်။ तू तू အရာရာရှိရယ်ဆိုပြီးတော့ဟိုအော်ဟဲ့ကောင်းတယ်ဆိုရင်ဟုတ်လားတမင်းလည်းစကြည့်မယ်ဆိုရင်စောင်းလဲ ဘာလို့ကောင်းတယ်ပြောရအောင်ပေါ့အဲ့လိုမျိုးဖြစ်ရအောင်သူ့ရဲ့ taste တွေကတော့တမှုချူကြရယ်သူက blend ဖြစ်တာကြိုက်တယ်စားလည်းမပါကြားလည်းမပါအဲ့လို blend ဖြစ်နေဟဲ့အရင် healthy ဖြစ်တဲ့ဟာကြိုက်တာပေါ့နော်ဟုတ် hello weird food combination တခါလေးじゃ ice cream နဲ့အလူချောင်းကြော်နဲ့လဲတို့စားရင်စား လိုပေါ့ထူဆန်းရပါတယ်အများနဲ့အသက်ဆန်းနေပေါ့ကိုကတော့ပုံမှန်ပါပဲဒီလိုပါပဲကိုကတော့ပုံမှန်ပဲမဖူကတော့နည်းနည်းထူဆန်းတယ်အခုဂျန်ဒီဝမ်မုံဒဇက်ရဲ့အထုပ်ပတိဆိုတော့ဇလန်ွဲလေးကိုရိုက်ကူးဖို့အခုဒီဖျားကိုတိုက်တိုက်ကဆန်ဖျားကိုရရှိနေတာပေါ့နော်ဇလန်ွဲလေးထွက်ရင်လည်းအပေးကြပါအောင်ဒီလာထဲမှာလည်းဂျန်ဒီအဲကမ်ဘက်ဇလန်ွဲလေးတစ်ခုထွက်ဖို့ရှိတယ်အဲအားလေးထွက်ရင်လည်းအပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်